ုံငန်းတဲ့ပိုင်းမှတော့အေယာမနန်ဆူကြီးဒီကောင်ပေါ်လာတယ်ရီမိုတွေအလုံးကသူတို့ရဲ့အသွေးအသားကိုအသုံးပြုပြီးတော့အဲ့ဒီရီမိုတွေကိုဝင်သွားတာနဲ့ရီမိုကြီးကအစမတန်ပို့ပြီးတော့ကြီးမားလာတယ်။နောက်ဆုံးမှတော့ကောင်းကင်ဧကရက်ကိုတိုင်အဲ့ဒီရီမိုကြီးနဲ့ပေါင်းစည်းသွားတယ်။အဲ့ဒီကြောကြောအစွမ်းကလည်းရီမိုဧကရက်နီနီလောက်ကိုဖြစ်သွားတယ်။ဗီဒီယိုလေးမစခင်ကျွန်တော် like and subscribe နှိပ်ပေးပါအားလုံးကျေးဇူးတင်ပါတယ်။ရင်ဝံဝံကသူ့ရဲ့ရေကဲစွမ်းအင်တွေကိုအသုံးပြုပြီးတော့ရီမိုရုပ်ထုကြီးကိုအလုံးတန်ကိုကြီးမားတဲ့ຫນွေဂျိုးတင်နဲ့ပတ်ထားလိုက်တယ်။ ရီမိုနဲ့ဆူကြီးကလည်းတစ်ချက်ဟင်းဟောင်းလိုက်တယ်ပြီးတော့အားကုန်ယုံလိုက်တာနဲ့အဲ့ဒီຫນွေဂျိုးတွေကပြတ်သွားတယ်ဒါပေမဲ့ຫນွေဂျိုးတွေကနောက်တစ်ခါအသေးထွားပေါ်လာပြီးရီမိုကြီးကိုနောက်တစ်ခါရစ်ပတ်ပြန်တယ်နတ်ဆူကြီးနဲ့ရင်ဝင်ရဲ့တိုက်ပွဲကိုတည်ငင်းရှင်ရင်တခင်မကတစ်ချက်ကြည့်လိုက်တယ်ပြီးတော့လင်တုံပြောတယ်လင်တုံရှေ့အောင်ဆက်ချဝရဝင်ကပါကိုဆင်းခေါ်လိုက်ပြီးတော့မဟာမိတ်စစ်တပ်တွေမှရှိတဲ့ထိုက်တန်းလေးကျင်းတူတိုင်းကိုရွှန်စွန်အင်းတွေဝင်ကပါတဲ့ကိုထဲပေါင်းခံလိုက်ပြီးရင်ငါတို့နဲ့အတူတူလာပြီးတိုက်ပေးပါ လင်တုံကလည်းချက်ချင်းဆိုသလိုသူ့ရဲ့ခန္ဓာကိုယ်ကနေစัจ java ဝရဝင်ကပါကိုထုတ်လိုက်တယ်ပြီးတော့အလုံးတန်ကြီးမအောင်ဖြန့်ကားလိုက်တယ်တင်းရင်းရှင်ရင်တခင်မကစစ်တပ်အလုံးကိုအော်ပြီးတော့ပြောတယ်မဟာမိတ်စစ်တပ်ကစစ်တီအလုံးနားထောင်ကြမင်းတို့ရဲ့ရွှန်စွန်ရင်အလုံးကိုရှေ့အောင်စัจ java ဝရဝင်ကပါတဲကိုထဲပေါင်းပေးကြပြန်လဲမွေးဖွားခြင်းအစဉ်ကျွမ်းကျင်သူအလုံးကငါတို့နဲ့အတူတူလာပြီးတိုက်ခိုက်ကြကြီးတစ်ခေါက်ကငါတို့နိုင်မလားရှုံးမလားဆိုတာဆုံးဖြတ်ပေးမယ်တိုက်ပွဲပဲပြန်လဲမွေးဖွားခြင်းအစဉ်ရှိတဲ့ကျွမ်းကျင်သူတွေအလုံးကလင်တုံရဲ့ဘီနာကိုပြန်တက်လာတယ် ပြီးတော့တရားထိုင်တဲ့ပုံစံမျိုးနဲ့ထိုင်ချပြီးတော့ရွံ့စွင်းနေအားလုံးကိုရှင်းအောင်ဆက်ကြဝရဝင်ကပါတဲ့ကိုထည့်လိုက်တယ်။တေကျင်းရှင်ရင်တခင်မကကျန်တဲ့တခင်လူကိုပြောတယ်။ကျန်တဲ့လူတွေကတော့သူတို့အလုပ်ကိုသူတို့လုပ်နေပြီးငါတို့လည်းလုံရရှိတာကိုလုပ်ရအောင်ပြီးတာနဲ့သူ့ရဲ့တေကျင်းရှင်ချင်းချီတွေကိုထောက်လိုက်တယ်။နတ်ဆိုးကြီးရဲ့စွန်အင်းတွေကိုကြည့်ပြီးတော့လင်းတော်ကိုကြားနဲ့မွေပါလျက်စိတ်ပူသွားတယ်။အဲ့တော့အကူကြီးဆိုပြီးလှမ်းခေါ်တယ်။လင်းတော်ကပြောတယ်။ဘာမှစိတ်ပူစရာမလိုဘူး။ဘာတွေပဲဖြစ်လာဖြစ်လာအ ਨੇ စုံအနေနဲ့ငါတို့တွေသူတို့နဲ့အတူတိုက်ခိုက်ရမယ်။ လင်းချင်းကျူးကလည်းလင်းတုံကိုဆုံးရိုက်ပြီးတော့မေးလိုက်တယ်နင်းအဆင်ပြေရလားလင်းတုံကပြောတယ်ငါအဆင်ပြေတယ်လင်းချင်းကျူးကကြားရဲ့မွေပါလေးရဲ့ခြင်တံပဲကိုလှည့်ပြီးပြောတယ်ငါတို့လည်းသူတို့နဲ့အတူတိုက်ခိုက်ရအောင်ကြားကလည်းခေါင်းညှိပ်ပြီးတာနဲ့သူ့ရဲ့စွန်အင်းတွေကိုထောက်လိုက်တယ်သူ့ရဲ့ခန္ဓာကိုယ်တွေကနင်းဟင်းဟောင်းတန်တစ်ခုထွက်ပေါ်လာပြီးခန္ဓာကိုယ်ကတဖြည်းဖြည်းဖောင်းပွားလာတယ်နောက်ဆုံးမှာတော့အလိုအမတန်ကိုကြီးမာတဲ့ကြာဘလူးကြီးအဖြစ်ပြောင်းလဲသွားတယ်။ကြာဘလူးကြီးရဲ့ခန္ဓာကိုယ်ကပေတသိန်းလောက်ကြီးမာတယ် ဒါပေမဲ့နတ်ဆိုးကြီးနဲ့ရှိရင်တော့သူကဒူးတတာတော့မရှိသေးဘူး။မွေပန်လေးကလည်းလင်တုံးရဲ့ပခုံးပုတ်ပြီးတော့ပြောတယ်။ကျွန်တော်တို့အကောင်းဆုံးစူးစမ်းကြတာပေါ့။အရင်တော့ကကျွန်တော်ကိုကယ်ဆယ်ပေးတဲ့သူကလည်းအကိုကြီးပါပဲ။ဒီလောင်နှစ်တွေအကြာကြီးထပ်ပြီးအသက်ရှင်နိုင်ခဲ့တဲ့အတွက်ကျွန်တော်ဝမ်းသာပြီးစိတ်ကျေနပ်ရပါတယ်။ပြီးတာနဲ့မွေပန်လေးကသူ့ရဲ့ကိုယ်လေးကနေခရမ်းရွှေ့အောင်အလင်းရောင်နေထုတ်လိုက်တယ်။သူ့နောက်ကျော်ဘက်ကနေအလုံးတန်ကိုကြီးမားတဲ့တောင်ပန်းကြီးနှစ်ခုထွက်ပေါ်လာပြီးသူ့ရဲ့ခန္ဓာကိုယ်ကလည်းတဖြည်းဖြည်းကြီးမားလာတယ်။လင်တုံးကကြာနဲ့မွေပန်လေးကိုကြည့်ပြီးတစ်ချက်ပြုံလိုက်တယ်။ ပြီးတော့သူ့ရဲ့လက်ကနေဒဇယ်တစ်ခုကိုပြောင်းလဲလိုက်တာလေမြေကြီးတရားစပြီးတော့တုံခါလာတယ်။အခုဆိုရင်လင်တုံကမဟာပြတ်တုံကြီးကျန်းစာကိုအတုံးပြုတ်နေပြီ။ဒီအစ်စ်မှလင်တုံကဒီကျန်းစာကိုအတုံးပြုတ်လိုက်တဲ့အတွက်ကြောင့်တက်ရောက်မှုကတော်တော်လေးကိုများပြားတယ်။မဲနှက်နေတဲ့တဲကန်နေရကချက်ရှင်းဆိုလိုဝါထိန်သွားတယ်။အခုဆိုရင်သူ့ရဲ့ပက်လက်ကမိုင်3000အထိကိုရှိသွားပြီ။ပြီးတော့မြေကြီးအဟောအောက်အထိကိုဆင်းသွားပြီးတော့စွန့်အင်တွေကတက်ပြေးပြေးနဲ့ဆုပ်ဝီလာပြီးအပုပ်ကိုပြန်တက်လာတယ်။ မိုင်ပေါင်း၃တောင်းပတ်လက်မှရှိတဲ့မြေကြီးတွေကပတ်ကြားအပ်ပြီးတော့အဲ့ကနေထွက်ပေါ်လာတဲ့စွန်းအင်းအကလုံးကလင်သုံးရခန္ဓာကိုယ်တွေကိုဝင်သွားတယ်။ဒါပေမဲ့သူ့စီဝင်လာတဲ့စွန်းအင်းတွေကများပြားတဲ့ဆိုပေမဲ့မလုံလောက်သေးဘူး။လင်သုံးကတပြင်းတစ်ချက်ချလိုက်တယ်။လင်သုံးကစိတ်ထရရနဲ့တခုတွေးလိုက်တယ်။ပြတ်သုံးချင်းဆိုတာကလည်းပြန်လည်မွေးဖွားခြင်းရဲ့အစပဲ။အဲ့ဒီအတွက်ကြောင့်ဒီကျန်းစာကဒီမှာသင်မဆုံးသွားဘူးဆိုတာသူရိပ်မိတယ်။သူ့ရဲ့အသွေးကအဲ့ကိုရောက်သွားတာနဲ့ခန္ဓာကဝါထိန်ပြီးပျက်စီးနေတဲ့မြေပြင်မှာချက်ချင်းမျက်ပိနဲ့တစ်ပိနဲ့ပေါက်လာတယ်။ ခန္ဓာလေးသွင်းမှာပဲအဲ့ဒီအဖြစ်နေရတော်တော်လေးကိုကြီးမားတဲ့အရွယ်စားလေးကိုပြန်ပြီးတော့ရောက်သွားပြန်တယ်အခုဆိုရင်ပျက်စီးနေတဲ့ခန္ဓာရတစ်ခုလုံးကမသိရင်တော်အတိုင်းပြန်ပြီးဖြစ်သွားတယ်လင်သွန်းကပြောတယ်ကျေးဇူးပြုပြီးငါကိုမင်းတို့ရဲ့စွမ်းအားတွေကိုတစ်ချိန်လောက်ချေငါဝင့်ပေးပါသူ့ရဲ့စကားဆုံးဝါတာနဲ့ဒီတော်တစ်ခုလုံးမှာရှိတဲ့စွမ်းအင်းအကလုံးကတခါပြန်ထွက်လာပြီးသူ့ရဲ့ခန္ဓာကိုယ်ထဲကိုနောက်တစ်ခါဝင်သွားပြန်တယ်စွမ်းအားတွေကဘလောက်တော့များပြားလဲဆိုရင်အရေဖြစ်တော်ပြောင်းလဲသွားတယ်အဲ့ဒီအရေတွေကလည်းလှိုင်းလုံးကြီးအတိုင်းပဲလင်သွန်းကအဲ့ဒီလှိုင်းလုံးကြီးပေါ်မှာရပ်နေတယ် သူ့ရဲ့လက်နှစ်ဖက်လုံးကလည်းအည်အဖြစ်ပြောင်းလဲသွားပြီးပြီးတော့သူကလက်ထက်မှာလေးနဲ့မြှောက်ကိုကင်ထားတယ်။လင်သုံးကလေးကိုမြှောက်ပုံမှာတင်လိုက်တာနဲ့သူ့ရဲ့အနောက်မှာရှိနေတဲ့ရေလိုင်းလိုစွန်းရည်တဲ့အကလုံးကအဲ့ဒီမြှားတဲ့ကိုစီးဝင်သွားတယ်။လင်သုံးကအဲ့ဒါနဲ့နဲ့မတော်သေးဘူး။ဘိုးဘေးတိတ်ငေတာသုံးခုထုတ်ပြီးတော့အဲ့ဒီမြှားမှာတစ်ခါရက်ပတ်လိုက်ပြန်တယ်။အခုဆိုရင်မြားရဲ့အယောင်တွေကတက်လက်လက်တောက်ပါနေတယ်။လင်သုံးကမြားကိုကင်ထားတော့မယ်။သူ့ရဲ့နှစ်ဖူးကနေအယောင်တွေတောက်ပါလာပြီးနှစ်ဖျားနန်းတော့ပေါ်လာတယ်။ အဲကထွက်ပေါ်လာတဲ့စွမ်းအားတွေအားလုံးကလည်းအဲ့ဒီမြောင်တွေဝင်သွားပန်တယ်ပြီးတော့လင်တုံကနဂါတတ်သူဘာအတုံးပြုတ်ပန်တယ်အဲ့ဒီနဂါတတ်သူရဲ့စွမ်းအင်းတွေအားလုံးကိုလည်းမြားတဲ့ထိလိုက်တယ်ပြီးတော့သူရဲ့လက်ထက်ကနေရှေ့အောင်တင်ငေတာဘူဘီထွက်ပေါ်လာတယ်အဲကထွက်ပေါ်နေတဲ့စွမ်းအင်းအဖြူအောင်တွေကလည်းမြားတဲ့ကိုနောက်တစ်ခါဝင်သွားပြန်တယ်လင်တုံကသူ့ရဲ့နောက်မှာမဟာပြတ်သုံးခြင်းကြောက်တိုင်နဲ့စမ်းချက်နှစ်ဖျားနန်းတော့ကိုပါထပ်ပြီးထုတ်လိုက်တယ်ပြီးတော့သူတို့ကရတဲ့စွမ်းအင်းတွေအားလုံးကိုလည်းမြားတဲ့ထပ်ပြီးပေါင်းထည့်ပြန်တယ်မြားစီကနေထွက်ပေါ်နေတဲ့စွမ်းအင်းတွေကတော်တော်လေးကိုကြောက်စရာကောင်းနေပြီး လင်တုံးကသူ့ရဲ့လက်နှစ်ဖက်ကိုအရေဖြစ်ပြောင်းလဲထားလို့မဟုတ်လို့ရှိရင်သူ့ရဲ့လက်နှစ်ဖက်လုံးကပေါက်ခွဲထွက်သွားနိုင်တယ်။လင်တုံးကသူ့အသုံးပြုလို့ရတဲ့ပညာရအကောင်လုံးဆင်းခေါ်လို့ရတဲ့အရာတွေအလုံးရဲ့စွမ်းအင်တွေကိုဒီမြားထဲကိုပေါင်းထွက်ထားတဲ့အတွက်ကြောင့်အဲ့ဒီမြားကိုကြည့်ပြီးတက်ခင်းနေတော့မျက်ခုံးလှုပ်သွားကြတယ်။လင်တုံးကိုကြည့်ပြီးလင်းချင်းကျူးကလည်းတပင်းတစ်ချက်ချလိုက်တယ်။သူ့ရဲ့ခန္ဓာကိုယ်ကနေဘာရွံစွမ်းအင်မှထွက်မနေဘူး။ဒါပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ကထွက်ပေါက်နေတဲ့စွမ်းအင်တမျိုးကတော့အလုံးကိုကြက်သိမ်းထသွားစေတယ်။ သူကလက်ကိုဖွေးရန်လိုက်တာနဲ့လေသူကနှချမ်းခွဲပြီးအဲ့ဒီကနေတော်တော်လေးကိုကြီးမာတဲ့ဓာကြီးချောင်းထွက်ပေါ်လာတယ်။ဒါကိုကြံတဲ့တက်ခင်နေအားလုံးကလည်းသူတို့ရဲ့အကောင်းဆုံးတိုက်ခွဲတွေကိုကောင်းကင်မှာဖော်ထုတ်လိုက်တယ်။ဒီစွန်းရင်အကလုံးကိုကြည့်ပြီးတော့ဘဒူကမှပါစီးနိုင်မယ်လို့ပြောရဲမှာမဟုတ်ဘူး။တဖက်မှာလင်တုံတို့ထုတ်လိုက်တဲ့စွန်းအင်းတွေကိုဒီနတ်ဆိုးကြီးကလည်းခံစားမိပါတယ်။အဲ့တော့သူကသူ့ကိုရစ်ပတ်ထားတဲ့ຫນွေချိုးတွေကိုယုံကံပြီးတော့ဖျက်တော့ပြတယ်။ဒါပေမဲ့ຫນွေပင်တွေကတော့နောက်တစ်ခါပြန်ပို့ပြီးတော့သူ့ကိုရစ်ပတ်ထားပြန်တယ်။ ရင်ဝံထက်ဆိုရင်အဲ့ဒီနတ်ဆိုးရုပ်ထုကြီးကပို့ပြီးတော့ကိုစွန့်အားကြီးတယ်။ရင်ဝံကသူ့ရဲ့စွန့်ရင်တွေကိုအဆုံးဆုံးနှိမ့်လိုက်တယ်။သူကပြောတယ်ငါမင်းကိုလုံးဝမလွတ်ပေးနိုင်ဘူး။ပြီးတော့သူကသူ့ရဲ့နှခမ်းကိုတွားနိုင်ကိုက်လိုက်တာနဲ့သွေးတွေကျလာတယ်။အဲ့ဒီသွေးကအောက်မှာရှိတဲ့ရေခဲစွန့်ရင်နဲ့ပေါင်းစည်းသွားပြီးအလုံးတန်ကိုကြီးမာတဲ့ရေခဲနဂါအနီအောင်ဖြစ်ပြောင်းလဲသွားတယ်။ပြီးတော့နတ်ဆိုးရုပ်ထုကြီးရဲ့ခြေထောက်ကိုအဲ့ဒီနဂါကြီးကရစ်ပတ်ထားလိုက်တယ်။နတ်ဆိုးကြီးကအခုဆိုရင်လှုပ်လို့မရတော့ဘူး။ရင်ဝံကရေခဲပုံဆောင်ကလေးတစ်ခုကိုသူ့ရဲ့ခန္ဓာကိုယ်ကထုတ်လိုက်တယ်။ အဲ့ဒီပုံဆောင်ကင်းကတပြေးပြေးနဲ့အလုံတန်းကိုကြီးမားတဲ့ဂျာမန်ကြီးဖြစ်ကိုပြောင်းလဲသွားတယ်။ရင်ဝံကလက်ကိုအရှိကိုညှို့လိုက်တယ်နဲ့အဲ့ဒီဂျာမန်ကြီးကနှစ်ဆိုးစီကိုပြေးဝင်သွားတယ်။ဂျာမန်ကြီးရဲ့အနောက်ကနေတော့ချန်တဲ့လူတွေရဲ့တိုက်ခိုက်မှုတွေကမသိရင်ကြေကျွေတဲ့လားပဲတခုပြီးတခုကနှစ်ဆိုးစီကိုပြေးဝင်သွားကြတယ်။ဂျာကလည်းတစ်ချက်ဟင်ဟောင်းပြီးနှစ်ဆိုးစီကိုပြေးဝင်သွားတယ်။လေးချင်းကျူးကလည်းသူ့ရဲ့အေယာမဓာကြီးကိုနှစ်ဆိုးစီကိုပြစ်ချလိုက်တယ်။မွေပါလေးကလည်းသူ့ရဲ့လက်ထက်မှကင်ထားတဲ့လာချမ်းပုံသဏ္ဍာန်လက်နက်ကိုအဲ့ဒီနှစ်ဆိုးစီကိုပြတ်ထုတ်လိုက်ပြန်တယ် ကြံတဲ့တက်ခက်နေအားလုံးကလည်းသူတို့ရဲ့တက်ခက်မှုအားလုံးကိုအသုံးပြုပြီးနှက်ဆိုးကြီးကိုအားလုံးပစ်ချလိုက်တယ်။စစ်သက်မှရှိတဲ့လူတွေအားလုံးရဲ့ရွံဆဲအိမ်နဲ့ပေါင်းစည်းထားတဲ့ရှေ့အောင်ဆက်ကြဝရဝင်ကဘာကလင်းလက်လာပြီးစွန့်အိမ်တွေဖျက်ထွက်လာတယ်။ပြီးတော့အလုံးအမတန်ကိုကြီးမာတဲ့လက်ကြီးတစ်ချက်ပေါ်လာပြီးအဲ့ဒီနှက်ဆိုးကြီးကိုအဲ့ဒီလက်ကြီးကရိုက်ချလိုက်တယ်။အာလုံကကိုစီကိုစီတိုက်ခိုက်ပြီးပြီဆိုတော့လင်သောကနောက်ဆုံးအနေနဲ့သူ့ရဲ့လက်မှတ်ကင်ထားတဲ့လေးကိုလွှတ်ထုတ်လိုက်တယ်။သူကမြားကိုလွှတ်ထုတ်လိုက်တာနဲ့သူ့ရဲ့လက်နှစ်ဖက်လုံးကပေါက်ကွဲထွက်သွားတယ်။ ရှိရမြလူတွေရဲ့အပြင်းထန်ဆုံးတိုက်ခိုက်မှုတွေအကလုံးကနတ်ဆိုးစီကိုပဲတွားပြီးထိတယ်။နောက်ဆုံးမှာပေါက်ကွဲမှုကြောင့်ကောင်းကင်တော်မှာအပြာရောင်ဖြစ်ပြောင်းလဲသွားတယ်။ကျေလောင်နဲ့ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပေါ်လာတယ်။အဲ့ဒီပေါက်ကွဲမှုကြောင့်လင်တုံတို့အပြင်တက်ခင်နေအားလုံးပါအနာကိုဆုပ်ပြီးတော့ရှောင်လိုက်ကြရတယ်။ခဏကြာတော့ပေါက်ကွဲမှုတွေအားလုံးကပြန်ပြီးတော့ညင်သက်သွားတယ်။ဒါပေမဲ့အားလုံးရဲ့အရှိမတော့မမျှော်လင့်ထားတဲ့အရာတစ်ခုတွေ့လိုက်ရတယ်။အဲ့ဒါကတော့နတ်ဆိုးကြီးကဘာမှမဖြစ်ဘူးနဲ့ဒီတိုင်းပဲရက်နေတယ်။ ဲတော့ကြည်ပြီးအားလုံးကလည်းတော်တော်လေးကိုအံ့ဩပြီးတော့တုံးလှုပ်သွားကြတယ်။ကြားကပါဇက်ကနေတော့ရေရွလိုက်တယ်။ဒါကဘလို့လုပ်ပြီးဖြစ်နိုင်မှလဲ။လင်တုံးကတော့အဲ့ဒီနတ်ဆိုးကြီးကိုပဲမလှုံမတုံစိုက်ကြည့်နေတယ်။ပြီးမှသူကပြောတယ်။မဖြစ်နိုင်ဘူး။ဒီကောင်ကငါတို့အားလုံးရဲ့တာခိုင်းမှုတွေအကလုံးကိုခန္ဓာကိုယ်ထဲမှာစုပ်ယူပြီးထားရတာ။ဒီချိန်မှာပဲနတ်ဆိုးကြီးရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းနဲ့အတန်ကူထွက်ပေါ်လာတယ်။အဲ့ဒါကတော့သူရဲ့ခန္ဓာကိုယ်အကွဲသွားတဲ့အတန်ပဲ။ဆွေအင်းတွေကအလုံးတုံများပြတဲ့တော့ကြောင့်ဒီနတ်ဆိုးကြီးကလည်းအားလုံးကိုစုပ်ယူထားလို့မနိုင်ဘူး အဲ့ဒါကြောင့်သူ့ရဲ့ခန္ဓာကိုယ်ကတက်ဖြည်းဖြည်းနဲ့အကွဲလာတာဒါဟုကြည့်ပြီးစစ်တပ်တွေကလူတွေကပြောတယ်ဟာဒါကငါတို့နိုင်သွားပြီဆိုတဲ့တဘောလားလင်းချင်းယူကပြောတယ်ဒါလူမျိုးပုံစံမျိုးကသူတို့ကိုသူတို့ဖောက်ခွဲတဲ့အခါမျိုးမှာဖြစ်ပေါ်လာတဲ့ပုံစံမျိုးပဲအဲ့တော့သူတို့တွေကဖောက်ခွဲခြင်းနဲ့တူတူငါတို့ဘာတခါလဲခေါ်သွားခြင်းလားအကယ်၍ဒီစွမ်းအင်းနဲ့အကလုံးတော်ပောက်ခွဲသွားမယ်ဆိုရင်ဒီစစ်တပ်ထဲမှာရှိနေတဲ့လူတွေတယောက်မှလွတ်မတော်မဟုတ်ဘူးအဲတော့ဟင်းလင်းမင်းတခင်ကလင်းတုံပြောတယ်လင်းတုံ မင်းနဲ့ငါနဲ့တူတူပူပေါင်းပြီးဟင်းလင်းမြန်စွာကိုပြင်ဆင်သားသိမ့်တယ်လို့ထင်တယ်နော်လင်းတုံးကတော့စိတ်ထဲကနေတွေးလိုက်တယ်အကရွေဒီကောင်ကြီးတော့ပောက်ွဲမှဆိုရင်တို့တွေအားလုံးဟင်းလင်းမြန်စွာအင်ကိုအတုံးပြုတ်ပြီးဒီအားလူတွေအကုန်လုံးကိုကယ်ထုတ်နိုင်မှာမဟုတ်ဘူးရင်မဝါကပြောတယ်ကောင်းရင်သူတော်စင်ပြင်ဒါကရှင်းရနောက်ဆုံးဖတ်ဖယ်လားရှင်တို့အားလုံးကိုရှင်းပြပြီးပြီးကဘာကြီးကိုနောက်တစ်ကြိမ်ပြန်ပြီးညဉ့်ညမ်းအောင်လောက်ရမယ်လို့ကျွန်မအစကတည်းကပြောခဲ့တယ်မလားကျွန်မတို့ပေးဆက်ရတဲ့တံပိုးကဘလောက်ပဲကြီးကြီးထိုက်တဲ့နဲ့ဒီအချိန်မှာရှင်တို့လုံးဝရှုံးနေပြီ ဒီချိန်မှာပဲအဲ့ဒီနတ်ဆိုးယုတ်ကြီးတွေကနေကောင်းကင်သူတော်စီဘီရင်ထွက်ပေါ်လာတယ်။သူ့ရဲ့ခန္ဓာကိုယ်ကစွမ်းအင်တွေကိုစုပ်ယူထားတဲ့အတွက်ကြောင့်တော်တော်လေးကိုစုပ်ပြတ်တတ်နေပြီ။ဒါပေမဲ့သူ့ရဲ့မျက်နှာကတော့ပြုံးနေတော့ပဲ။သူကရင်ဝဝံကိုပြောတယ်။ရေခဲတခင်မှမင်းတို့တကယ်အနိုင်ရသွားပြီလို့ထင်နေတာလား။ရင်ဝဝံကပြောတယ်။နေတို့ရဲ့အခုဘာထက်လောက်ကြအောင်မှလဲ။နေတို့နည်းနည်းလေးလှောက်လိုက်တာနဲ့နေတို့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့စွမ်းအင်တွေအလုံးကပျက်စီးသွားမှာနော်။အဲ့ဒါဆိုရင်နေတို့လည်းတည်သွားလိမ့်မယ်။ဒါကိုကောင်းကင်သူတော်စီဘီရင်ကကြည့်တယ်။ ဟုတ်တယ်အခုငါတို့လုံနိုင်တာဘာမှမရှိဘူးအရင်တော့ကတန်ကေတာဘိုဘီတခင်အကွဲချောင်းကြီးကိုပိတ်ဆို့လိုက်တဲ့အတွက်ငါတို့ရီမိုတွေဒီကဘာပေါ်မှာကြက်နေခဲ့ပြီးအချင်းသားတွေလိုပိတ်မိနေကြတယ်အစပိုင်းကလေးကဒီလောက်အချိန်ကြာကြီးတိုက်ခိုက်ရရင်ကျုပ်တို့လုံဝချုံမဲဆိုတာကိုသိပြီးသားပဲဒီနေရာအလုံးကမင်းတို့ရဲ့မွေးရမြေပိုင်နဲ့ပဲအဲ့ဒါကြောင့်ဒီလိုအခြေအနေကိုပြောင်းပြန်လှန်ဖို့နီလန်တစ်ခုပဲရှိတော့တယ်ပြီးတော့ကောင်းကင်သူတော်စင်ဘုရင်ရဲ့အခြေကကောင်းကင်ဘော်ကိုမော်ကြည့်လိုက်တယ်သူကထပ်ပြောတယ် ကဘာမြေကြားကတစက်ကိုဖျက်ဆီးပြီးငါတို့ရဲ့မျိုးနွယ်စုကိုဒီကဘာဘဝဝင်လာခွင့်ပြုလိုက်ဖို့ပဲရှင်ဝန်ကခေါင်းခါပြီးပြောတယ်။ဆရာကသူ့ရဲ့ပြန်လည်မျိုးဝါချင်းအဆင့်ကိုတော့ဆွန့်လွတ်ပြီးတော့ဒီတစက်ကိုဖန်တီးခဲ့တာရှင်မပြောနဲ့။ရီမိုအက်ဂရက်ကိုတိုင်ဒီတစက်ကိုမဖျက်ဆီးနိုင်ဘူး။ရှင်အိမ်မက်မက်နေတာပဲဖြစ်ရမယ်။ဒီစကားကိုကြံတဲ့တက်ခင်နဲ့အားလုံးကလည်းထောက်ခံကြတယ်။အဲ့တော့ကောင်းကင်သူတော်တွင်ပြင်ကပြန်ပြောတယ်။မင်းတို့ပြောတာမှန်ပါတယ်။ကဘာမီဂျာကတစက်ကိုငါတို့ကြီးပဲဖျက်ဆီးပြစ်လို့မရနိုင်ဘူး။ အဲ့ဒီတော့ကြောက်ပဲငါတို့ကမင်းတို့ရဲ့စွမ်းအင်းတွေကိုပါတခါတည်းချေးယူထားတာဒီအချိန်မှာတော့လင်တုံတို့အကလုံးကသူတို့ဘာကိုရည်ရွယ်နေလဲဆိုတာကိုတဘောပေါက်သွားပြီးကောင်းကင်သူတော်တွင်ပြင်ကတော့သူတို့ကိုကြည့်ပြီးတော့တဟားဟားနဲ့အော်ပြီးကြီးနေတယ်အခုလောလောဆယ်မှာဒီနတ်ဆိုးအင်ပါယာရုပ်ထုထဲမှာငါတို့နတ်ဆိုးအချင်းထောင်တွေရဲ့စွမ်းအင်းတွေကိုစုထောင်းထောင်းရုံနဲ့မကဘူးမင်းတို့ရဲ့စွမ်းအင်းတွေလည်းပါတယ်ငါထင်တော့အလောက်ဆုံးရင်လုံလောက်ပြီးမလားအဲ့ဒီအတွက်ကြောင့်မင်းတို့အားလုံးကိုငါကျေးဇူးတင်ပါတယ်မင်းတို့ကြောက်တာမဟုတ်ရင်ဒီအစီအစဉ်ကိုအကောင်အထည်ဖုံနိုင်မှာမဟုတ်ဘူး ူးစကားကြတော့ဒီမှာရှိနေကြတဲ့လူတွေအလုံးကတောင်းလှုပ်သွားကြတယ်။နောက်ဆုံးအနေနဲ့ကောင်းကင်သူတော်စင်ပြင်ကစကားတစ်ခုပြောလိုက်တယ်။နှစ်ထောင်ပေါင်းများစွာအတွင်းအခမ်းအနားဆုံးမြင်ကွင်းကိုအခုပဲခြေလိုက်ကြပါတော့။သူ့ရဲ့စကားဆုံးသွားတာနဲ့အဲ့ဒီနတ်ဆိုးရုပ်ထူးကြီးမှရှိနေတဲ့စွဲအင်းတွေကတက်ပြေးပြေးနဲ့ပို့ပြီးတော့ယုံကန့်လာတယ်။အဲ့ဒီစကြောခန္ဓာကိုယ်ကလည်းတက်ပြေးပြေးအကွဲလာတယ်။ရေမုံမကအရှိကိုခက်မြက်မြန်ပြေးထွက်သွားတယ်။သူ့ရဲ့ရှိသမျှစွဲအင်းအကလုံးကိုတုံးလိုက်တာနဲ့သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကအနီအောင်တန်းသွားတယ်။ ီးတော့သူကလက်ဝေယံပြီးတော့မြူကိုးတွေအများကြီးကိုဖန်တီးလိုက်တယ်မဟာရေခဲကပါအလုံးအင်တန်ကိုကြီးမားတဲ့တိုင်လုံးကြီးတွေနဲ့ဖန်တီးထားတဲ့ရေခဲအချင်းထောင်ကြီးတစ်ခုကဘယ်ကမှမသိပေါ်လာတယ်ပြီးတော့အဲ့ဒီရေခဲအချင်းထောင်ကြီးကနတ်ဆိုးကြီးကိုဖိချထားလိုက်တယ်ရင်ဝဝံကလက်ကနေဒစိတ်တွေပြောင်းလိုက်လိုက်တာနဲ့နတ်ဆိုးကြီးကိုဖိထားတဲ့ရေခဲအချင်းထောင်မှာရှိတဲ့တိုင်လုံးတွေမှာဒစိတ်လေးတွေပေါ်လာတယ်ကောင်းဝင်သူတော်စင်ဘရင်ကရှိတယ်ဒီလိုအချိန်မျိုးမှတော့မင်းကငါ့ကိုတားဆီးဖို့စူးစမ်းနေတာလားရေခဲတစ်ခေမှာ မင်းကအရန်ကိုတုံးအားလုံးတယ်ပြီးတာနဲ့ကောင်းကင်သူတော်စင်မြင်ကလက်သီးပေါင်းများစွာနဲ့အဲ့ဒီရေခဲအချင်းထောင်ကြီးကိုဖျက်ဆီးပစ်လိုက်တယ်ရေခဲအချင်းထောင်ကြီးကတစားစီပျက်စီးသွားတာနဲ့ရေဝံဝံကဗဇက်ကနေသွေးသလုံးအံ့လိုက်တယ်သူ့ရဲ့မျက်နှာကလည်းတော်တော်လေးကိုဖြူဖြော့သွားတယ်ကြည့်ရတာရေဝံဝံကတော်တော်လေးကိုအားနေနေတဲ့ပုံပေါက်နေပြီကောင်းကင်သူတော်စင်မြင်ကတဟားဟားအောက်ရီပြီးတော့သူ့ရဲ့လက်ကနေတစိမ့်တစ်ခုကိုဖန်သီးလိုက်တယ်အဲ့ဒီနတ်ဆိုးရုပ်ထူးကြီးကနေအကွဲเจ้าနေအများကြီးပေါ်ထွက်လာတယ် တပ်ဖြည်းဖြည်းနဲ့အလင်းတန်းနေရာစူးရှထွက်လာပြီး announcement data တစ်ခုလုံးကိုဖောက်အုပ်သွားတယ်။ဒါပေမဲ့စွန်းအင်းတွေကတော့ကောင်းကင်ဘော်ကိုထောင်တက်သွားတယ်။အဲ့ဒီစွန်းအင်းထိုင်းတွေကဘလောက်တော့များပြားလဲဆိုရင်မသိရင်ကောင်းကင်နဲ့မြေကျူးကိုဆက်ထားတဲ့တိုင်လုံးအတိုင်းပဲ။အဲ့ဒီစွန်းအင်းအလင်းတန်းကြီးကတိုင်ငေသားဘူပီတခင်ကဘာကြီးကိုပိတ်ဆို့ထားတဲ့ဝင်ကဘာမှာသွားပြီးတော့ထိတယ်။သွန်းရင်အလင်းတန်းကြီးကအဲ့ဒီတစိ့ကိုတွားပြီးထိရတယ်။ကောင်းကင်သူတော်စီမြင်ကတဟာအော်ကြီးပြီးတော့ပြောတယ်။ဟုတ်တာပဲ။မင်းတို့ကိုပြောဖို့မေးနေတာ ဧကရေကဘူဘေးတိတ်ငင်သားသခင်ရဲ့ပိတ်လောင်ခြင်းကနေလွန်မြောက်လာပြီးကဘာမြေကြားကတစိမ့်ပျက်စီးသွားတာနဲ့ရီမိုဧကရေကဒီကဘာပေါ်ကိုနောက်တစ်ခါပြန်ပြီးတော့ဆင်းသက်လာလိမ့်မယ်အဒီချင်းကြိုင်ဒီကဘာပေါ်ကတက်ရှိတဲ့အားလုံးငါတို့မျိုးနွယ်စုရဲ့ကြေးကျုံနေဖြစ်လာလိမ့်မယ်ဒီစကားကိုပြောပြီးသွားတာနဲ့ကောင်းကင်သူတော်သင်ပြန်ကအဆုံးတိုင်ပြောက်ွက်သွားတယ်သူ့ရဲ့စကားကိုကြားပြီးစစ်တပ်ထဲမှာရှိတဲ့လူတွေအားလုံးကလည်းတော်တော်လေးကိုတုံ့လှုပ်သွားကြတယ် အကရေ remote ဧကတဲ့တာနောက်ခါပြန်ပြီးစဉ်းစားလာမယ်ဆိုရင်သူ့ကိုဘယ်သူမှရှင်းနိုင်တော့မှာမဟုတ်ဘူးအားလုံးကစိုးရင်နေကြီးဖြစ်နေကြတဲ့အချိန်မှာရှင်ဝင်ဝင်ကစကားတစ်ခုပြောတယ်ကဲအားလုံးပဲအလွန်ကျူးစိုးရင်နေစရာမလိုဘူးတကယ်လို့သူတို့ကစွားတဲ့အကလုံးတုံးထားရင်တော့ကဘာမြေချားကတစ်စိတ်ကိုဆက်ရကဖန်သီးခဲ့တာအဲ့ဒါကြောင့်သူတို့လွလွန်နဲ့ဖျက်ဆီးပြစ်နိုင်မှာမဟုတ်ဘူးပြီးတော့သူဟာတစ်စိတ်တစ်ခုကိုဖန်သီးလိုက်တယ်အလိုအမ်တန်ကိုကြီးမာတဲ့ရေခဲမှန်ကြီးတစ်ချက်ထွက်ပေါ်လာတယ် အရိမှန်ကြီးကတိုင်ကေတာဘူဝေတခင်ဖန်တီးထားတဲ့ဒဇက်ကိုစွန့်ရင်အလင်းနဲ့သွားထိတာကိုမြင်နေရတယ်။အားလုံးကကြည့်ပြီးပြောကြတယ်။ဒါကတိုင်ကေတာဘူဝေတခင်ခြံထားခဲ့တဲ့ကဘာမြေကြားကဒဇက်လား။အလင်းနန်ကြီးကအရိစီးဒဇက်ကိုသွားထိတာနဲ့စီးဒဇက်ကတစ်ချက်တော့မှိမ့်မိန်သွားတယ်။အားလုံးကလည်းဒါကိုရင်သက်သက်နဲ့စိုက်ကြည့်နေကြတယ်။သူတို့ကြည့်နေတုန်းကပဲစီးဒဇက်ပေါ်ကနေလူတယောက်ရဲ့ပုံသဏ္ဍာန်ပေါ်လာတယ်။အဲ့ဒီအလင်းနန်ကြီးကိုအဲ့ဒီပုံရိပ်ကလူကဘေးကိုဆွဲထုတ်လိုက်တယ် အဲ့ဒီပုံရိပ်မြင်တာနဲ့ရင်ဝံတို့တိတ်ချင်းရှင်ချင်းတခင်မာတို့ရဲ့ပါဇက်ကနေစကားတခွန်းပေါ်လာတယ်။ဆက်ရကဘာထဲကနေအလင်းတန်းကအဲ့ဒီစီးတစဲကိုဝင်ပြီးတော့တားခိုက်နေတယ်။အဲ့ဒါအပြင်ကဘာပြင်ကလည်းအရာဝတ္ထုတစ်ခုကအဲ့ဒီစီးတစဲကိုဝင်ပြီးတော့တားခိုက်နေတယ်။အဲ့ဒါကတော့ remote egret ပဲ။အခုဆိုရင်နှစ်ခုပေါင်းပြီးတော့ဒီစီးတစဲကိုသူတို့ကဖျက်ဆီးဖို့စူးစမ်းနေကြတယ်။အဲ့ဒီတော့ကြောင့်စီးတစဲကတဖြည်းဖြည်းနဲ့အားနည်းလာတယ်။အဲ့လောက်ကြည့်ပြီးရင်ဝံအပြင်တခြားတက်ခင်နေအလုံးကလည်းဒူးထောက်ပြီးတော့သူတို့ဆက်ရအောင်သူတို့ကဒီတိုင်းပဲကြေးနေကြတယ် အဲ့ဒီအချိန်မှာပဲအဲ့ဒီပုံရိပ်ကြီးကအောက်မှာရှိနေရင်ဝင်ဝင်တို့ကိုစကားလှမ်းပြောတယ်။ငါတပည့်တွေဘာမှစိတ်မပူနဲ့။ငါရဲ့တပည့်တို့ဝီမူဧကတိကဒီကဘာပေါ်မှာဖွဲ့ပဲတစ်ချက်မြှောက်ထားတယ်လို့ပဲငါမှလည်းရှိပါတယ်။ငါရဲ့ဖွဲ့ဖက်ကမင်းတို့အားလုံးကိုယ်တိုင်ပဲ။နောက်တစ်ချိန်မဟာစစ်ပွဲကြရင်မင်းတို့အားလုံးမင်းတို့ချစ်တဲ့သူတွေကိုကယ်တင်နိုင်မယ်လို့မျှော်လင့်ပါတယ်။ပြီးတော့တိုင်ငင်သားဘိုဘီတခင်ရဲ့အကြီးကရင်ဝင်ဝင်စီကိုရောက်သွားတယ်။တမီးလေးဒီကဘာပေါ်မှာမင်းရဲ့နှလုံးသားရဲ့အနောက်ဆုံးနေရာကနေကာကွယ်ပေးချင်တဲ့အရာရှိလာခဲ့ရင် မင်းစီမှာတကယ်ကိုစစ်မှန်တဲ့စွမ်းအကိုပိုင်ဆိုင်လာမှာပဲအရင်တုန်းကငါမင်းကိုပထမဆုံးတွေ့လိုက်ရတဲ့အချိန်မှာမင်းစီမှာဒီလိုစွမ်းအနေပိုင်ဆိုင်ထားတဲ့ဆိုတာငါသိလိုက်ရတယ်ဒီဒီချိန်မှာတော့ငါတို့ကမင်းတို့ကိုပဲအားကိုးရတော့မယ်ဒီလိုလေးလံတဲ့ဝန်တော့ဝန်ဘိုးကိုမင်းရဲ့ပခုံးပေါ်တင်ပေးခဲ့တဲ့အတွက်ဆရာကိုအပြစ်မတင်ပါနဲ့တင်ကေသာဘိုးဘီတခင်ရဲ့ပုံရဲကအဲ့ဒီစကားတွေပြောပြီးသွားတယ်နဲ့ပျောက်ကွယ်သွားတယ်အဲ့ဒီတော့ကြောင့်တင်ကေသာဘိုးဘီတခင်ခြံထားခဲ့တဲ့ဒီကဘာကိုဖုံးအုပ်ထားတဲ့စီးရီးစိတ်ကလည်းပျက်စီးသွားပြီး ဲ့ဒီတော့ကြ remote တွေကဒီကဘာတွေကိုဝင်လာလို့ရတော့မယ်ကဲဒီနေ့ဗီဒီယိုဒီမှာပဲရထားမယ်အဆက်ကိုမှန်တဲ့ဟာမှာထပ်ပြီးသိမိမယ်ဒီနေ့ဖိုးဘဘိုင်အားလုံးကျေးဇူးတင်ပါတယ်